မင်္ဂလာပါရှင်ပကံနီးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါပဲခူတိုင်းရေတာရှည်မြို့နယ်စစ်တမ်းမြေအရှိတ်ကံရွာတစ်ကြီးရွာမှာထိုင်ချထားတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ပြီးစစ်တပ်တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်15ဦးသေဆုံးခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်ရာသစ်ကြေးရမှာအင်အား60လောက်နဲ့အထိုင်ချနေတဲ့စစ်တပ်စခန်းကို အမှန်နဲ့စစ်စင်ရေးနေနေစစ်တောင်းမြေအရှိတ်ကမ်းမှာရှိတဲ့နေပြည်တော်တိုင်းစစ်ဌာနလက်အောက်တရင်တွေကအော်တိုဘာလ20ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုကြောင့်စစ်သားတွေအထင်အားကစုတ်ခွာထွက်ပြေးသွားခဲ့ပြီးရွာသစ်ကြီးရွာအထိုင်စခန်းနဲ့ကြီးရွာတွေမှာရှိတဲ့စစ်တပ်ကင်းစခန်းအားလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြားမှာပိတ်မိနေတဲ့ကြီးရွာနေပြည်သူတွေကိုလည်းတိုက်ပွဲလွှတ်ရာနေရာတွေကိုကယ်ထုတ်ပေးခဲ့တယ်လို့ နေပြည်တော် PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။တည်ဆုံးသွားတဲ့ဒုတိယဗိုလ်မှူးကြီးညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်ပြီးခုခံမှုပြုလုပ်ခဲ့တာကြောင့်အသေးပြစ်တက်လိုက်ရတယ်လို့ထုတ်ပြန်ပါတယ်။ PDF တပ်ဖွဲ့တွေဘက်ကရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာစစ်တပ်ဘက်ကစစ်ကုံအင်အားတွေဖြစ်ပြီးပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်တောင်းမြေဝမ်းဝန်းကျင်မှာရှိတဲ့ကျေးရွာနေပြည်သူတွေစည်ရည်တည်နဲ့နေထိုင်သွားလာကြဖို့တတိပေးထားပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့အတွင်ကလေးတမူလမ်းမနဲ့ကလေးကံကောလမ်းမကြီးတွေမှာစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူတွေအများပြားထွက်ပြေးတိမ်းရှောင်နေကြပြီးအရေးပေါ်အကူအညီတွေလိုနေတယ်လို့ကလေးမျိုးလူလူတိုက်ပွဲဦးဆောင်ကော်မတီကပြန်ပါတယ်။နေရက်တိမ်းရှောင်နေရတဲ့ဒေသခံပြည်သူတွေမှာ တက်ကြီးရွယ်ဦးတွေကိုဝင်ဆောင်မိခင်နဲ့ကလေးတငယ်တွေပါဝင်ပြီးအေးပေါ်စားနေရိတ်ခါကျမ်းမာရေးကူညီဆောင်ရှောက်မှု အခြေခံစားတောက်ကုန်စတဲ့အကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။တိတ်ဆောင်နေရတဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုအချိန်မီဖြည့်တင်းနိုင်ဖို့အေးပေါ်တုတ်ပြန်ရေးနဲ့ကူညီရေးအဖွဲ့ကိုဖွဲ့စည်းထားပြီးပံ့ပိုးကူညီနိုင်တယ်လို့ကလေးမျိုးလူလူတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါဗျ။စစ်ကြောင်းကြောင့်ကလေးမျိုးနယ်အတွင်းကနန်းဟန်ွဲ့ကံကြီးကံတရား နန်းဆောင်ပု56မိုင်၊ကြံစက်ကုန်း၊ကြက်ဖက်နက်၊ရံမျိုးအောင်စတဲ့ကျေးရွာ50နီးပါးကဒေသခံတောင်းချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းတွေကသိရပါဗျ။မန္တလေးတိုင်းမိုးကုံမြို့မှာစစ်ကောင်စီတပ်ကလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်၃ဦးသေဆုံးပြီးပြည်သူ၁၂ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်။အော်တိုဘားလ၂၁ရက်နေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီကမိုးကုတ်မြို့ကန်တော်ရက်ွက်ကန်သုံးလုံးဖူစဲကွင်းကို Jet Fighter နဲ့ပေါင်250ပုံနှလုံးလာရောက်ကျဲချခဲ့တာပါဘုံချရပောက်ကွဲတာကြောင့်အသက်12နှစ်အရွယ်မတ်မွန်သူအသက်6နှစ်အရွယ်မတ်ခူတာနဲ့အသက်10နှစ်အရွယ်မတ်ဂျာရှိတို့တေဆုံးခဲ့ပြီးကလေးအပါဝင်ပြည်သူ12ဦးထိမှန်ဒဏ်ရာရပြီးနေ71ဦးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျာ မန္တလေးမှာတိုက်ဖြိုရင်းပြိုကျပြီးပြိမိခဲ့တဲ့အမျိုးသားတအူးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့မန္တလေးတိုင်းမိသက်တပ်ဖွဲ့ကသိရပါဗျ။မန္တလေးတိုင်းချမ်းရည်တာဆန်မြို့နယ်အောင်နန်းနောက်ရက်ကွက်33 34လမ်းကြား85 86လမ်းကြားမှာဒီကနေ့နေ့လယ်ပိုင်းကဖြိုလက်ဆတိုက်ဖြိုရမှာဘေးအိမ်ဘော်ကိုပြိမိပြီးအမျိုးသားတအူးပြိမိခဲ့တာပါ။အဲ့ဒီအမျိုးသားကိုညနေ6:26မိနစ်ခန့်မှာပြိမိတဲ့နေရာကနေအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး နနဝလူမှုကေဆယ်ရေးအသင်းကလူနာတင်ရင်နဲ့မန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။